ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်လည်းဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တိဆက်ပေးသွားမယ့်သတင်းကတော့အမေရိကမှာအာရှကနေပြီးတော့တရားမဝင်ရောက်လာကြတဲ့လူတွေထဲမှာအများဆုံးလာကြတဲ့အာရှနိုင်ငံဆယ်နိုင်ငံအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီသတင်းအပြည့်အစုံကတော့မေလ2025မှာ အမေရိကမှာအာရှအရေးကို လေးလာသုံးသပ်နေသူတွေအာရှရဲ့ immigration lawyer တွေလာဝကလော်ယာတွေကနေပြီးတော့ YouTube သတင်းမှာတင်ဆက်သွားတာကတော့ထောင်ပေါင်းတောင်ပေါင်းများစွာသောအာရှမှာတရားမဝင်ပဲအမေရိကမှာခိုးဝင်ကျူးကျော်လိင်လေရောက်ရှိနေသူတွေရှိနေကြောင်းသူတို့တွေဟာမိမိဘဝတွေလုံခြုံဖို့အခွင့်အလမ်းတွေရရှိဖို့ပိုမိုကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်ကြဖို့ရောက်ရှိလာကြပြီးအဲ့ဒီအထက်ကအများဆုံးလာကြတဲ့10နိုင်ငံကိုဖော်ပြသွားပါတယ် အဲ့ဒီနိုင်ငံတွေကတော့နံပါတ်30ကမ္ဘောဒီးယားနိုင်ငံဖြစ်ပါတယ်။ဘာလို့ကမ္ဘောဒီးယားနိုင်ငံသားတွေဟာစာရွက်စာတမ်းတွေမရှိပေမဲ့လဲဘာလို့အမေရိကမှာနေကြလဲဆိုရင်တော့သူတို့တွေဟာမူလကတော့အဲ့ဒီအစီအစဉ်မရှိကြပါဘူး။တချို့တွေဆိုနှစ်ပေါင်းများစွာအမေရိကမှာရှိနေကြပါတယ်။အလေအပတ်နဲ့လာကြပြီးမပြောင်းကြတော့ပဲနေနေကြပါတယ်။အဖြေကတော့သူတို့နိုင်ငံမှာနှိမ်ကြတဲ့ပညာရေးစနစ်နေပါလာတဲ့ဝင်ငွေရရှိခြင်းနိုင်ငံတကာဖိအားများရှိနေခြင်း အလုတ်ကင်ရှားပါပြီးအစိုးရကိုမနစ်သက်သောကြောင့်အမေရိကကိုအလေလာခွင့်ဗီဇာတွေလျှောက်ပြီးရောက်လာတာနဲ့မပြောင်းကြတော့ပဲဒီအမေရိကမှာရှိနေပြီးသားသူ့နိုင်ငံကသူတွေနိုင်ငံသားတွေခြားထဲမှာနေထိုင်သွားလာကြပြီးခြေအားဖြောက်လိုက်ပါတော့တယ်အထူးသဖြင့် Los Angeles ပြီးတော့ Long Beach California မှာပါငွေလက်ငင်းရတဲ့ လုပ်တွေလက်သေးဆိုင်တွေတန့်ရှင်းအလုပ်တွေဈေးဆိုင်အသေးစားတွေမှာဝင်ရောက်လုပ်ကင်ပြီးဘဝကိုစက်မြုပ်နေကြပါတယ်။နံပါတ်6ကတော့မြန်မာနိုင်ငံပဲဖြစ်ပါတယ်။2025ရောက်ရှိလာပြီးဖြစ်ပေမဲ့လည်းမြန်မာနိုင်ငံကတော့တကယ့်ကိုအခက်အခဲများစွာနဲ့ရင်ဆိုင်နေဆဲဖြစ်ပြီးတော့2027မှာစစ်တပ်ဟာအာဏာထက်ပြီးတင်လိုက်ပြီးကြတဲ့ကဘဝတွေဟာပိုပြီးမလုံခြုံတော့ပါဘူး။အထူးသဖြင့် အားနည်းတဲ့တိုင်းရင်သာဒေတာတွေတည်ငယ်တဲ့ဘဝတွေပဲဖြစ်ပါတယ်။အဲဒါကြောင့်ဘဝလုံခြုံပြီးငြိမ်းချမ်းစွာ နေထိုင်ခွင့်ရမယ့်နိုင်ငံတွေစီထွက်ခွာဖို့မြန်မာလူမျိုးတွေဟာကြိုးစားကြပါတယ်။အထူးသဖြင့်တော့အမေရိကကိုပါတချို့တွေကအမေရိကကိုအလဲသို့မဟုတ်ကြောင်းတက်ခွင့်ဗီဇာနဲ့လာကြပြီးဒီရောက်လာကြတာနဲ့မပြောင်းရင်ကြတော့ပါဘူး။တချို့ကြတော့လေဒုက္ခတွေအဖြစ်လျှောက်ပြီးရောက်လာကြပါတယ်။ သူတို့တွေကြတော့အမေရိကမှာဘာစာရွက်စာတမ်းမှမရှိပဲနေတာတော့မိမိတို့ရဲ့မူရင်းနိုင်ငံထက်ပိုပြီးလုံခြုံမှုခံစားရတယ်လို့ပြောပါတယ်။မြန်မာအများစုကလစာနေတဲ့စက်ယုံအလုပ်ယုံတွေစားတောက်ဆိုင်တွေတန်ရှင်းရေးလုပ်ငန်းတွေမှာလုပ်ကင်ကြပြီးငြိမ်းချမ်းစွာနေထိုင်ကြပါတယ်။ Fort Wayne, Indiana မှာ California မှာသူတို့တွေကအများဆုံးရှိနေကြပါတယ်။ နံပါတ်၈ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ2025မှာဘင်္ဂလားဒေ့ရှ်ကအများကြီးတိုးတက်လာပြီးဒါပေမဲ့လူဦးရေတိတ်များလွန်းတာကြောင့်ဘဝတွေဟာတော့မတိုးတက်ကြပါဘူးကမ္ဘောဒီးယားနိုင်ငံလိုပဲဆင်းရဲနွမ်းပါပြီးနေထိုင်မှုကြီးရေကအင်မတန်ကြီးမားလာပါတယ်အဲဒါကြောင့်ပိုမိုကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ပိုကောင်းမွန်တဲ့နိုင်ငံတွေကိုသူတို့တွေထွက်ခွာကြပါတယ်အမေရိကန်နိုင်ငံဟာတော့သူတို့ရဲ့ထိတ်ဆုံးစီးရင်မှရှိနေပါတယ်များသောအားဖြင့် သူတို့ဟာအမေရိကကိုအလဲတို့မဟုတ်ចောင်းဗီဇာနဲ့လာခဲ့ပြီးအခွင့်လန်းရတာနဲ့နယူးယောက်တို့ဒီထရိုက်တို့စတဲ့မြို့ကြီးတွေမှာနေထိုင်ကြပြီးဇက်မြုပ်ကဓာတ်ဆီဆိုင်စားတောက်ဆိုင်တွေမှာလုပ်ကင်ကြပါတယ်။နံပါတ်9ကတော့နီပေါနိုင်ငံဖြစ်ပါတယ်။သူတို့ဟာသူတို့ရဲ့နိုင်ငံမှာစီးရဲတက်တဲ့ပြီးပညာရေးချို့တဲ့လွမ်းလာကြောင်းများသောအားဖြင့်ចောင်းဝင်ခွင့်ဗီဇာတွေရယူကရောက်ရှိလာကြပြီး ចောင်းပြီးသွားပြီမဲ့လည်းမပြန်တော့ပဲအလုပ်တွေရှာပြီးလုပ်ကင်ကြပါတယ်ဘင်္ဂလားဒေ့ရှ်တွေလိုပဲနေထိုင်ကြပါတယ်2025မှာတော့အမေရိကကိုရောက်လာတဲ့နေပေါ်တွေရဲ့ရာခိုင်နှုန်းဟာအလွန်မြင့်မားနေပါတယ်နံပါတ်6ကတော့ပါကစ္စတန်နိုင်ငံဖြစ်ပြီးသူတို့ဟာတော့နိုင်ငံရေးမတည်ငြိမ်မှုအလုပ်ကင်ရှာပါမှုအစိုးရဖိအားပေးမှုများ ရင်ဆိုင်နေရပြီးအမေရိကဟာတော့သူတို့ရဲ့နံပါတ်1ထိတ်ဆုံးမှာရှိနေပါတယ်ခုနကပြောပါတဲ့နိုင်ငံတွေလိုပဲ အလုတ်အလုတ်ဗီဇာတောင်းဗီဇာတွေနဲ့ရောက်ရှိလာပြီးဗီဇာတက်တန်းကုန်ပြီမဲ့မပြန်တော့ပဲကားမောင်းတဲ့အလုတ်တွေ shopping site အသေးစားတွေမှာ လုတ်ကန်ကြပါတယ်အခုဆိုရင်တော့အိန္ဒိယနဲ့စစ်ကလည်းဖြစ်နေပြန်ပြီမို့မပြောင်းကျင်ကြတော့ပါဘူးနံပါတ်5ကတော့ဗီယက်နမ်နိုင်ငံပဲဖြစ်ပါတယ်သူတို့ဟာအမေရိကမှာဗီယက်နမ်နဲ့အမေရိကန်စစ်ပွဲပြီးကြတဲ့အအမေရိကကိုဒုက္ခတဲ့အဖြစ်အမေရိကကခေါ်ဆောင်လာလို့နှစ်ပေါင်းများစွာရောက်ရှိနေခဲ့ပြီး ကြံရိတ်ခဲ့တဲ့ဆွေမျိုးတွေကတော့အခုအလုပ်ဗီဇာတွေလျှောက်ចောင်းဗီဇာတွေနဲ့ရောက်ရှိလာကြပြီးအရင်ရောက်ပြီးသားဖြစ်နေတဲ့သူတို့ရဲ့ဆွေမျိုးတွေနဲ့နေထိုင်ကစားတောက်ဆိုင်လုပ်ငန်းတွေမှာအခြေချလုပ်ကင်ပြီးဇက်မြုပ်နေလိုက်ပါတယ်လက်သေးအလှဆိုင်တွေစပင်းညှက်ဆိုင်တွေမှာလုပ်ကင်ကနိုင်ငံရေးခုံလုံးခွင့်တွေလျှောက်ထားပြီးနေထိုင်ကြပါတယ်ပြဿနာမဖြစ်အောင်ပါလက်စွာ နေထိုင်တတ်သူတွေလည်းဖြစ်ပါတယ်နံပါတ်၄ကတော့ South Korea နိုင်ငံဖြစ်ပါတယ် ဘာဖြစ်လို့ချမ်းသာကြွယ်ဝတဲ့ South Korea တွေဟာအမေရိကမှာတရားမဝင်နေတာလဲဆိုရင်တော့သူတို့တွေဟာငွေကြေးကြောင့်မဟုတ်ပဲအစိုးရရဲ့ဖိအားတွေ၊ကျောင်းတွေရဲ့ဖိအားတွေ၊ပတ်ဝန်းကျင်ရဲ့မတည်မြတ်မှုတွေကြောင့်သူတို့နိုင်ငံမှာမနေခြင်းကြပဲအမေရိကမှာဆိုရင်တော့လွတ်လပ်စွာနေထိုင်နိုင်ခွင့်ရှိကြပြီးဗီဇာမရှိတော့ပေမဲ့ coffee ဆိုင်တွေ၊လက်သေးခြေသေးဆိုင်တွေ၊စီးပွားရေးအသေးစားလုပ်ငန်းတွေမှာလုပ်ကင်ကြပြီး Los Angeles တို့ နယူးယောက်တို့လိုမြို့ကြီးတွေမှာစုပေါင်းနေထိုင်ကြပါဗယ်2025ခုစစ်တမ်းများအကြတော့ South Korea တွေဟာဖိအားတွေမရှိရလွတ်လပ်တဲ့ဘဝကို ပိုင်ဆိုင်ခြင်းကြလို့တရားမဝင်နေထိုင်တာပဲဖြစ်ပါတယ်နံပါတ်3ကတော့ဖိလစ်ပိုင်နိုင်ငံဖြစ်ပါတယ်သူတို့ဟာအမေရိကမှာအလုပ်လုပ်ဖို့ရောက်ရှိလာကြပါတယ်အထူးသဖြင့်ကျန်းမာရေးဌာနတွေမှာပါအထက်ကနိုင်ငံတွေလိုပဲအကြောင်း အလုပ်အလဲ ဗီဇာတွေနဲ့လာကြပြီးခြေရဖြောက်လိုက်ကြပါတယ်။ငွေပိုရှာလို့ရတယ်လွတ်တက်လွတ်လပ်တဲ့ကလေးတွေရဲ့အနာဂတ်ကောင်းမွန်မယ်အလုပ်စူးစမ်းလုပ်ကင်ကြပြီးမြို့ကြီးတွေမှာစီလုံးစွာနေထိုင်တတ်တာတွေ့ရပါတယ်။နံပါတ်1ကတော့တရုတ်နိုင်ငံပါ အင်အားကြီးနိုင်ငံဖြစ်ပေမဲ့ဖီအားတွေတိတ်များလုံးတာကြောင့်တရုတ်လူမျိုးတွေဟာအမေရိကမှာလာနေကြတာပါ နိုင်ငံရေးဖီအားတွေထိန်ချုပ်မှုတွေ လွတ်လပ်ခွင့်တွေသူတို့နိုင်ငံမှာမရှိတာမို့အမေရိကကိုလာကြပါတယ်အလဲလာသူတွေစာရွက်စာတမ်းဗီဇာအတုတွေပြုလုပ်ပြီးရောက်လာသူတွေဖြစ်ပြီးအမေရိကမှာရောက်လာတာနဲ့စားတောက်ဆိုင်တွေအနှိမ့်ခန်းတွေဖွင့်လှစ်ပြီး China Town တွေရှိကြတဲ့ New York နဲ့ San Francisco မြို့တွေမှာနေကြပါတယ်အလုတ်ကြိုးစားပြီးတိတ်ဆိတ်စွာ နေထိုင်ကြတာကိုတွေ့ရပါတယ်နံပါတ်1ကတော့အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်သူတို့တွေဟာတရားဝင် အမေရိကကိုလာခဲ့ကြပါတယ်။အလဲဗီဇာ၊ကြောင်းတက်ခွင့်ဗီဇာ၊အလုပ်ဗီဇာတွေနဲ့လာကြပြီမဲ့ဗီဇာတက်တန်းကုန်ရင်မပြန်တော့ပါဘူး။တရားဝင်နေထိုင်ခွင့်ရဖို့နှစ်ပေါင်းများစွာကြာမြင့်မှန်းတည်ပြီမဲ့မပြန်တော့ပါဘူး။အိန္ဒိယနဲ့နှိုင်းရှင်ရင်ဘဝပေါင်းများစွာ အမေရိကကတာနေတာကြောင့်မပြန်ကြတော့ပဲသူတို့သူတို့ရဲ့ကလာအတိုင်းအဝိုင်းမှာပဲနေကြပြီးတိတ်ဆိတ်စွာနေထိုင်ပြီးအခွင့်အရေးကိုစောင့်ဆိုင်းနေကြပါတယ်။ ဲ့ဒီဆယ်နိုင်ငံကသူတွေရဲ့အိမ်မက်ကတော့အမေရိကကိုရောက်ပြီးတရားဝင်နေထိုင်ခွင့်ရရေးပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုင်းနဲ့တက်ခဲ့ရဆိုရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye